ဘန္နာယိကနေကျူစုပါတယ်ဆရာမင်းထက်မြင့်ရဲ့တေဆုံးချင်းကောင်းငင်များဆိုတဲ့အစည်းကိုရွပြပေးသွားမှာဖြစ်ပါတယ်ဝိနည်းရဲ့ခူကလေးဒီခူကလေးဟာဘယ်အချိန်ကလေးများဒီနေရာကိုရောက်နေရပါလဲအဝတ်စင်မှာလှမ်းထားတဲ့အဝတ်တူရဲ့အရေးကလေးထဲမှာဘာကြောင့်ဝိနည်းရတာလဲဘလို့ဝဲဖြစ်ဖြစ်အဝတ်တထည်ရဲ့အရေးဟာသူ့အတွက်အရေးကလေးဖြစ်လို့နေရ အနာကတော့ရင်ထလူများပြန်သွားနေမလားဒီလိုဆိုရင်တော့ဖြစ်သေးဘူးကို့ကြောင့်သူ့ရဲ့စီးပင်ကြီးပြတ်သွားနိုင်တယ်ရဲ့ဒါဆိုလက်ထင်းမှာကင်ထားတဲ့ရီဆိုဝိကူအိမ်ထဲပြန်ဝင်ပြီးရီဝန်းထဲကိုပြန်ထိတ်ထားလိုက်ရတယ်မလားဒါလည်းဖြစ်သေးတယ်အဝိဖြူလေးမှာဖောက်ဆွဲသွားနိုင်တယ်ကြည့်ပါလေကို့လူကိုဆက်လုပ်ကြတာပေါ့လောကမှာအဝိစင်အောက်ကအေးအေးထက်တာတဲ့ အေးအေးတွေအများကြီးရှိသေးတာပဲဒီအေးအေးမရရင်နောက်အေးအေးတခုရှာလို့မှာပေါ့အတီးတီးရှေ့ဆက်ကြရအောင်လားဘာလို့များကိုဖြစ်ချင်တိုင်းဖြစ်လာလိမ့်မယ်လို့တွေးမိလိုက်မိရလဲစိတ်ကူးရဲကအတိုင်းဖြစ်မလာတတ်တာတွေအများကြီးပဲဆိုတာကိုဘာလို့များမတွေးလိုက်မိကြပါလဲတကယ်တော့အရာရာကိုကိုဘလို့မှမသိနိုင်ဘူးလေကြိုတင်တွက်ဆထားတဲ့အရာတွေလည်းလဲခဲ့ဘူးလားပါပဲအခုလဲ ခိုကလေးထပြန်သွားလိမ့်မယ်ဆိုတဲ့အတွေးကလဲသွားပြန်ပြီခိုကလေးရဲ့မျက်လုံးတွေဟာပိုလို့တောင်မီးဆင်းသွားသေးရဲ့ဒါဟာဘာလို့များပါလဲခိုးတော်ဟာဝိစီယာသူ့ချီတော့ပဲရှိတာမဟုတ်ဘူးလားတခါတလေနာကျင်မှုကိုဝိနည်းယာမျိုးလည်းရှိတတ်တာပဲလीစမ်းသက်ကြည့်ရတာပေါ့ဒုတ်ချောင်းနဲ့တို့ကြည့်ုံလေးဆိုတော့ခိုးတော်ဟာမပြန်တန်းနိုင်တဲ့အခါမှလည်းဝိနည်းတက်ပါတယ် ကိုယ့်ကိုအနီးရပြီးမဲ့သူဆိုရင်တော့ဝိနည်းယုံကလွဲပြီးဘာမှမတတ်နိုင်တော့တဲ့အချိန်ပေါ့ဘလောက်နာကျင်စရာကောင်းလိုက်ပါသလဲခုကလေးမိရဲ့အေးအေးခွန်မှုကိုငါသိပြီမိရဲ့ဝိနည်းမှုကိုငါသိပြီမိရဲ့မေးစင်းမှုကိုငါသိပြီဒါပေမဲ့မိရဲ့နာကျင်ကြက်ချင်းမှုကိုမင်းလောက်တော့ငါမသိတမန်ငါရှန်ငါနာကျင်ကြက်ချင်းမှုမဟုတ်ဘူးလို့နားလေပြီးနိုင်အောင်အဆင့်သား အဲ့ဒီလောက်တော့ငါနားလည်နိုင်ပါတယ်နားလည်ဆိုပြီးမယ်လဲအခြားအရာစီကပုံမွာကိုယ်စီမကူးဆက်နိုင်အောင်တော့အကာအကွယ်လုပ်ရမလားလူသားတယောက်အတွက်ကာကွယ်နိုင်မှုရှိတယ်မလားတခါတလေဒီကာကွယ်တွေကသူများစီကပုံမွာမကူးဖို့ဆိုတာထက် ကိုယ်စီကပုံမွာသူများစီမကူးဖို့လည်းဖြစ်နိုင်ကြပါလေခိုးကလေးစီမှာပုံမွာရင်ရှိမရှိမသိနိုင်နေနဲ့ကိုယ်စီမှာကတော့ ဥမွားတွေကတူးနေတယ်ဒီအသက်ရရောက်မှတော့ဥမွားကြီးဘယ်ကင်းစင်နေပါ့မလဲဥမွားဆိုတာတာမင်မျက်စိနဲ့မှမမြင်နိုင်တာဒါဟုကိုကလေးနားလည်နေပါဘူးမင်းနဲ့ငါကြားမှာလက်အိတ်နဲ့နှာခေါင်းစည်းလောက်ဆိုလုံလောက်ပါပြီကိုကလေးကြီးမင်းရဲ့နာကျင်ကချင်းမှုကပြင်ပတန်ရာဖြစ်ပါစေလို့ငါဆုတောင်းပါတယ်ငါဆုတောင်းရဲ့အတိတ်ဘယ်ကိုမင်းနားလည်နိုင်ပါမလား မင်းအပေါ်မှာထားတဲ့ငါ့ရဲ့မေတ္တာတရားကိုမင်းသိနိုင်ပါမလားငါ့ရဲ့စင်နာယူရမှုကိုမင်းခံစားလို့ရမိပါမလားဒါပေမဲ့ဒါရီယာလောကကြီးမှာတိတ်အရင်ကြီးလာပါဘူးမင်းသိဖို့လည်းမလိုပါဘူးငါကမင်းသိအောင်လုပ်နေရမှာမဟုတ်တာအဲ့ဒီတော့မင်းနဲ့ငါကြားကအကာအွယ်လက်အိရဲ့အေးဆက်ဆက်အထူးတည်ယူတာကြီးကြီးကျူးကျူးလက်ခံထားလိုက်ပါခွေးလေးမင်းရဲ့အမွေးတောင်ကြီးဈာထဲမှာရှိနေမယ်လို့ထင်ရတဲ့ ဒဏ်ရာကိုညော့တကောင်တန်းရှာတယ်လို့ရှာဝင်ပြီးပါဘဝဆိုတာဒါပါပဲမင်းနဲ့ငါဆုံတွေ့တယ်လို့ပေါ့ကွာတကယ်ဆိုမင်းကတိတ်ဆန်စီကူဆောင်ဝင်ရှိမှဖြစ်ရမှာငါကလည်းပြင်ပဒဏ်ရာကြောင့်နာကျင်ကြက်ခဲနေရဲ့ခူလီကိုတွေ့ရမှာအခုတော့ဆရာမောင်ပြင်းမင်းကပြလို့မင်းလည်းအခက်ကြီးရောခုန်ခုန်ချနေရငါလည်းအခက်ကြီးရောခုန်ခုန်ချနေရကောင်းပြီကွာ ငါတို့ဒီအခက်ကြီးရဲ့ခုံချနေရမယ့်အတူတူအေးကြံကြံလေးပဲခုံချကြတာပေါ့မင်းလည်းဒါကိုပဲလူကျင်ကြတာလို့ငါထင်ပါတယ်ဒါကြောင့်မင်းအေးကြီးကိုရှာခဲ့တာမလားငါတို့ဒီအလုံးဟာဘလို့မွေးဖွားလာခဲ့ရသလဲဆိုတာကို မသိရပါနဲ့တည်ဆုံးရမယ့်အချိန်မှာတော့အေးအေးကြံကြံလေးတည်ကျင်ခဲ့ကြတာကြည့်ပါပဲဒီတောင်ကြီးလေးမှာပဲဝင့်နေရောကွာဒီတောင်ကြီးလေးကဒီရင်ရဲ့အေးကြံလုံးနေရာလေးပဲ ဘယ်တော့အခါမှနေအောင်မကြဘူး။ဘာချီရလက်ရမှလည်းရှိမနေဘူး။ခလန်းလန်းမှပန်းမင်းကြီးရှိတယ်။အဲ့ဒီပန်းမင်းကြီးနဲ့မင်းကြားမှာမနက်ကကျဲထားတဲ့စံပယ်ကြီးတစ်ချို့ရှိတယ်။အဲ့ဒီစံပယ်ကြီးရဲ့အပေါ်မှာအီဆန်စပါးကြီးမျိုးများကိုအစာအဟာရဖြစ်ပြီးရသုံးချင်နေကြပါပြီ။အီဆန်အဟာရကိုအကြောင်းပြုပြီးအတတ်တဲ့ရှင်သင်ပြေးကြပါသည်ဆိုရဲဆူတောင်းတန်က ဝေဝေနင်းညောနေမယ်ပြီးတော့မကြာခဏဆိုသလိုနှက်ကလေးတွေဆင်းသက်လာကြနေမယ်အဲ့ဒီအချိန်မှာမင်းရဲ့အပေါင်းဖော်လေးပါခြင်းပါမယ်ဒီလောက်ဆိုမင်းကျင်နေရလားဒါဆိုငါ့ကိုတောင်းခင်ပြီပါတော့ငါ့ကိုခွဲခွာခွင့်ပြီပါတော့ငါ့ကိုနှုတ်ဆက်ခွင့်ပြီပါတော့မင်းပြန်နိုင်ခဲ့တဲ့ကောင်းမြင်ကြီးကိုမင်းကိုယ်တိုင်ပြန်ပြီးမဟုတ်မကြည့်နိုင်လေခင်ငါမော့ကြည့်ပေးခဲ့ပြရသည် မင်းလွတ်လပ်စွာပြန်တမ်းခဲ့တဲ့ကောင်းမှုကြီးကိုငါလွတ်လပ်စွာပြန်တမ်းခဲ့တဲ့အချိန်ကြီးလို့ပေါ့အခုရပြပြီးသွားတာကတော့ဆရာမင်းထက်မြန်ရဲ့တည်ဆုံးခြင်းကောင်းငင်များဆိုတဲ့အစီအစဉ်ဖြစ်ပါတယ်ဒီအစီအစဉ်ကိုကြိုက်နှစ်သက်ပြီးနားထောင်ခံစားရတာအဆင်ပြေမှုရှိခဲ့ရင်ဘန်နာရိတ်ကို like and subscribe လုပ်ပြီးသွားကြပါအောင်ခင်ဗျာ